အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ရှေးဥစွာအသင်ညိုကျမ်းမှာဘာဝပထမအောင်ဆုံးစပြတယ်ဆိုတဲ့အခါကျတော့ပရမထတရား၄ပါးပရမထတပရမထတရား၄ပါးကိုစပြတယ်။ ပရမထသရာမဖောက်မပြန်အမှန်ကန်ရှိတဲ့တရားတကယ်ရှိတဲ့တရားအဟုတ်ရှိတဲ့တရားမှန်ကန်တဲ့တရားမြတ်တဲ့တရားပရမထတရားပညာဆိုတာကတကယ်မရှိဘူးဟိုလူလူဆိုရင်ပညာကြီးအကောင်ကြီးတွေအထည်ကြီးတွေဆိုရင်အဲ့ဒါပညာကြီးတကယ်မရှိဘူးလူကတကယ်ရှိလားအသွင်ပုံလိုက်မယ်လူကိုသပင်တစ်ပုံမွေးခြင်းတစ်ပုံအယိုးတစ်ပုံအဆုပ်တစ်ပုံအသေးတစ်ပုံအဲ့လိုပုံကြည့်လိုက်မယ်ဆိုရင်လူကပျောက်သွားနော်အဲ့လိုမျိုးပညာဆိုတာကအဲ့လိုပျောက်ထွက်သွားပရမထကျတော့အဲ့လိုမဟုတ်တကယ်ရှိတယ် အမှန်ကန်ရှိတယ်တကယ်ရှိတဲ့တရားဘာတွေလဲစေစေတသိက်ယောနိဗ္ဗာန်အဲ့ဒီတရားတွေကတကယ်ရှိတယ်ဟုတ်ဟုတ်ဟုတ်ကိုရှိတယ်စိတ်ဆိုတာဘာလဲစိတ်ဆိုတာကအာရမဏဝိသနာနာလက္ခဏာဆိုတဲ့အတိုင်းအာယုံကိုသိတာစိတ်ပဲတခုခုသိနေတယ်သိနေတာစိတ်ကသိသိရငားသိတာမဟုတ်သိရစိတ်ကသိအစိတ်တွေဟာတကယ်ရှိတယ်ဟုတ်ရှိတယ်အဲကောင်းတော့သိတယ်ဆိုတော့သိတယ်နော် အဲစားခြင်းနဲ့စိတ်ပေါ်တယ်လမ်းလျှောက်ခြင်းနဲ့စိတ်ပေါ်တယ်စကားပြောခြင်းနဲ့စိတ်ပေါ်အဲ့စိတ်ကလေးအဲ့စိတ်အဲ့စိတ်ဟာတကယ်ပဲရှိတယ်မမောက်မပြန်မမှန်ကန်ကန်အာရှိတယ်လို့ယူတကယ်ရှိတဲ့တရားဖြစ်တယ်ဒါကြောင့်မလို့ဒါပဏမတ်ထတရားစိတ်စေတသိက်စေတသိက်ဆိုတာကစိတ်ကိုမှီတွယ်စိတ်ကိုခြေလဲတတ်တဲ့တရားအာစေတသိက်ဆိုတာကဘာနဲ့ဥမာပေးကြလဲဆိုတော့ဥမာစိတ်ကို ရေနဲ့တူတယ်စေတသိက်ကြတော့ဆေးရောင်မှုတ်တွေနဲ့တူတယ်ရေထဲကိုအရောင်မှုတ်တွေထည့်လိုက်တယ် ရေထဲကိုမင်းမင်းနဲ့မှုတ်တွေထည့်ပြီးတော့အပြာရောင်ထည့်ပြီးတော့မှွေလိုက်ရင်ရေဟာအပြာရောင်ပြောင်းသွားတယ်။ရေထဲကိုအဝါရောင်ဆင်းမှုတ်တွေထည့်ပြီးတော့မှွေလိုက်ရင်ရေဟာအဝါရောင်ဖြစ်သွားတယ်။အဲ့လိုပဲစိတ်ကိုချဲလဲနေတယ်။နော်ဥပမာလောဘဆိုတဲ့စေတသိက်ကလေးစိတ်မှမီပြီးဖြစ်လိုက်တဲ့အခါကျလောဘစိတ်ဆိုပြီးဖြစ်သွားစိတ်ကိုသူချဲလဲသွားတယ်။နော်အဲ့ဒါစေတသိက်ဆိုတာကအယောင်မှုတ်တွေနဲ့တူတယ်။စိတ်ကတော့ရေနဲ့တူတယ်။အယောင်မှုတ်တွေကချဲလဲလိုက်တော့ရေတွေရေကအယောင်ပြောင်းသွားတယ်အဝါရောင်ရေက အနည်းအောင်ရေအဲ့လိုပြတ်တယ်လို့ပဲဒီစေတသိက်တွေကချေလဲလိုက်တဲ့အတွက်ကြောင့်မလို့ဒါစိတ်ကလောဘစိတ်ဒေါသစိတ်တို့ဖြစ်မယ်ဒါကြောင့်မလို့စိတ်ကိုချေလဲတာစေတသိက်အဲနောက်တစ်ခုကယုတ်ယုတ်ကကြတော့ဒါဖောက်ပြန်နေတာယုတ်အပူအေးစားတဲ့အကြောင်းတရားလေးတွေကြောင့်ဖောက်ပြန်မယ်အဲမပူရပူလာတယ်မအေးရအေးလာတယ်ကျင်းနဲ့ထုံနေတာလည်းကြိုက်တယ်ခဲတယ်အဲ့ဒါလေးတွေကဖောက်ပြန်တာလေအဲ့ဒါရုပ်တရားအဲ့ဒီတရားတွေကတကယ်ရှိတယ်အဲတကယ်ရှိတယ်တကယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာပရမတ်ထတရား အတရုရှိပုံကတော့အကြောင်းတရားတွေကပြုပြင်ပေးတဲ့အနေနဲ့ရှိတယ်အနေစာဒုက္ခအနတ္တဖြစ်လိုက်ပြက်လိုက်အနေနဲ့ရှိတယ်ဒီသုံးမျိုးကစိတ်စရာတကယ်ရှိတယ်စေတသိက်စရာတကယ်ရှိတယ်ပရမတ်ပဲရုပ်စရာတကယ်ရှိတယ်ပရမတ်ပဲဒီပရမတ်ကိုအာယုံပြုပြီးတော့ဝိပဿနာရှုရခြင်းဖြစ်တယ်နောက်ပရမတ်တစ်မျိုးကတော့နိဗ္ဗာန်ပရမတ်နိဗ္ဗာန်ပရမတ်ကြတော့အကြောင်းတရားတွေကပြုပြင်တာမဟုတ်ဘူးအကြောင်းတရားတွေနဲ့ပြုပြင်တာမျိုးမဟုတ်ဘူးအသင်္ကတမပြုမပြင်ပင်ကိုယ်သဘောနိဗ္ဗာန်သည်အသင်္ကတတမပြုမပြင်ပင်ကိုယ်သဘော အတ္တိဘိက္ခုအာဇာတံအဘုဒ္ဒံမဖြစ်တဲ့သဘောအဲမဖြစ်တဲ့သဘောမပြုတ်မပြင်းအကြောင်းတရားရင်းနဲ့မဆက်ဆက်မပြုတ်ပြင်းတဲ့သဘောတူကတကယ်ဝင်ရှိတယ်အထိဆိုတာတကယ်ရှိတယ်မြတ်စွာဘုရားဟောတယ်ဒါကြောင့်ဒါလည်းပရမတ်တရားအဲဒီဘက်ကစိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့ကကြတော့သင်္ခါရတရားသင်္ခတတရားပြုတ်ပြင်းမှဖြစ်လိုက်တယ်ပေါ်လာတယ်အကြောင်းတရားတွေကပြုတ်ပြင်းတာဖြစ်တဲ့တရားအကြောင်းပြန်အကျိုးပြတ်သွားတယ်ဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်ရှိမယ်နိဗ္ဗာန်ကကြတော့မပြုတ်မပြင်းပင်ကိုမဖြစ်မပြတ် နော်နိဗ္ဗာန်ကတော့အသင်္ကတထအနေနဲ့ရှိတယ်အဲ့လေးမျိုးကပါလဲဆိုပရမတ်တကယ်ရှိတဲ့တရားပရမတ်ထတရားပရမတ်ထတရား၄ပါးကိုပြပြီးတဲ့အခါကျတော့စိတ်တွေကိုအကျယ်ချဲ့ပြီးပြတော့မယ်စိတ်တွေကိုအကျယ်ချဲ့တယ်စိတ်ကိုဥစွာပထမအဆုံးဘုံအနေနဲ့ပိုင်းခြားပြီးတော့ပြမယ်စိတ်ကိုဘူမိဗေဒလို့ခေါ်တဲ့ဘုံနဲ့ဝေဖန်ပြီးတော့မှပြမယ် ဘုံဘုံနဲ့ပိုင်းလိုက်ဘုံက30ဘုံရှိတယ်30ဘုံရှိတယ်ကြာဘူးလားကာမဆတ်ဘုံကာမဆတ်ဘုံရှိတယ်ကာမဆတ်ဘုံဆိုတာဘာလဲငရဲတိရစ္ဆာန်ပိတ်တာအတုရကေငရဲကအပယ်က၄ဘုံအပယ်၄ပါလူဘုံက၃ဘုံနတ်ပြည်က၆ထက်အပယ်၄ဘုံရဲ့လူဘုံရဲ့နတ်ပြည်၆ထက်ရဲ့ပေါင်းလိုက်တော့၁၁ဘုံရတယ်၁၁အဲ့ဒီ၁၁ကိုကာမ၁၁ဘုံ အဲ့ဒီကာမဘုံမှာများသောအားဖြင့်ကျင်လည်တတ် ဖြစ်တတ်တဲ့စိတ်တွေအဲ့ဒါကိုကာမဝါစရစိတ်လို့ခေါ်တယ်။ကာမဒါကာမဘုံကိုညွှန်းတာပါနော်။အဝါစရဆိုတာကျင်လည်တယ်ဖြစ်အများသောအားဖြင့်ဖြစ်တဲ့များသောအားဖြင့်ကျင်လည်တယ်ဆိုတာကဥမာအားဖြင့်မုတ်ဆိုးတစ်ယောက်ကတော်ထဲမှာကျင်လည်တယ်ကြက်စားတယ်။အမုတ်ဆိုးကသူ့ရဲ့ကျင်လည်ရာကတော့တောအုပ်ပဲ။ဒါပေမဲ့မုတ်ဆိုးကမြို့ကိုမသွားဘူးလားလို့မေးရင်တခါတလေကျတော့လည်းဈေးဝယ်တာတွေပါရှိသူမြို့ကိုသွားမှာပေါ့နော်။ဒါဆိုရင်တခြားမှလည်းအဲသူဖြစ်တာ။ ဒါဆိုကာမဝါစရစိတ်ကများသောအားဖြင့်တော့ကာမဆက်တဲ့ဘုံမှာဖြစ်မယ်။အဲဒါမှမဟုတ်တခြားသောရူပဘုံတွေပါရင်ပါလေအဲ့ထဲမှာပါတဲ့စိတ်ကဒါဖြစ်မှာပါပဲ။တော်တော်များသောအားဖြင့်မှာတော့ကာမဘုံမှာဖြစ်တာဖြစ်တဲ့အတွက်ကာမဝါစရလို့သူ့ကိုခေါ်မယ်။ကာမဘုံမှာကျင်လည်တတ်ဖြစ်တတ်တဲ့စိတ်ဘယ်နှခုရှိမလဲ။54ပါးရှိမယ်။နောက်တစ်ခါရူပ16ဘုံရှိတယ်။ဓမ္မဘုံရောက်သွားပြီနော်။ရုပ်ရှိတဲ့ဓမ္မတွေရုပ်ရှိတဲ့ဓမ္မ16ဘုံရှိတယ်။အဲ့ဒီရူပဘုံ16ဘုံမှာကျင်လည်တတ်တဲ့အမျိုးအစားစိတ်တွေ ဖြစ်တတ်တဲ့စိတ်တွေဘယ်နှခုရှိမလဲ15ပါအဲရူပဝါစရစိတ်ရူပပုံမှာများသောအားဖြင့်ကျင်လက်တက်ဖြစ်တတ်တဲ့စိတ်ရူပပုံမှာများသောအားဖြင့်ကျင်လက်တက်ဖြစ်တတ်တယ်ဆိုရင်ကာမပုံမှာမဖြစ်ဘူးလားတော့မမင်းနဲ့နော်ကျင့်ကြံတဲ့ပုံကိုယ်တွေဇန်တွေပါတွေရတယ်ဇန်တွေအဘိညာဉ်တွေရတယ်ဆိုရင်ဒါကာမပုံမှာလည်းဖြစ်ပါလိမ့်မယ်နောက်တစ်ခါအရူပ၄ပုံအရူပဆိုတော့ယုံမရှိဘူးနာမ်ပဲရှိတယ်နာမ်တသက်ပဲရှိတဲ့ပုံက၄ပုံရှိတယ် အဲ့ဒီနန္ဒသပဲရှိတဲ့လေးပုံမှာများသောအားဖြင့်ဂျင်လက်တက်ဖြစ်တတ်တဲ့စိတ်အရူပဝါစရစိတ်အရူပဝါစရစိတ်ကဘယ်လောက်ရှိမှလဲ12ပါဒါဆိုရင်ဘုံကဘယ်နှပုံဖြစ်သွားလဲ32ပုံ32ပုံမှာဖြစ်တဲ့စိတ်တွေလိုက်တွက်လိုက်တဲ့ကာမဘုံမှာများသောအားဖြင့်ဂျင်လက်တက်ဖြစ်တတ်တဲ့54ရူပဘုံမှာများသောအားဖြင့်ဂျင်လက်တက်ဖြစ်တတ်တဲ့စိတ်55ပါ အရူပဘုံမှာများသောအားဖြင့်ဉာဏ်တက်ဖြစ်တဲ့စိတ်ဆန္ဒပါเนาะအဲကာမဘုံကပုဂ္ဂိုလ်ကလည်းအရူပစိတ်ဖြစ်တယ်เนาะဇန်နေပါရိရရင်ဖြစ်မယ်เนาะကောင်းပြီအဲအဲ့ဒါကိုကြတော့ဒါ32ဘုံမှာဖြစ်တဲ့အတွက်ဒါလောကီစိတ်လို့ခေါ်မယ်54ရက်55ရက်72ရက်ပေါင်းလိုက်တော့အဒီက4နဲ့5နဲ့ပေါင်း9 9နဲ့2နဲ့ပေါင်း1เนาะ17 17 0တက်တင်လိုက်တက်တင်လိုက်လို့ဆိုရင်5 6 8 82ဒါလောကီစိတ်ကဒီမှာဖြစ်မဲ့စိတ်က82တပါဒါလောကီ ကာမဘုံမှာဖြစ်မှာကာမရူပအရူပ32ဘုံပေါ့နောက်တစ်ခါကျတော့လောကုတ္တရာစိတ်ကြတော့သူကလောကကနေလွန်မြောက်သွားတယ်ဆိုတော့သူဘုံထဲမှာတော့ထက်မပါဘူးသူတော့စိတ်ကိုပြတဲ့ခါကျတော့လောကုတ္တရာအဝဋ္ဌဘုံနေနဲ့တင်စားပြီးတော့သူကခွဲပစ်လိုက်တာပေါ့လောကုတ္တရာစိတ်လောကုတ္တရာစိတ်ကတော့အကျဉ်းနည်းနဲ့ပြောမယ်ဆိုရင်10ပါးမတ်စိတ်က4ပါးဖူစိတ်က4ပါးမတ်4ပါးဖူ4ပါးအကျဉ်းက10ပါးရှိမယ်အဇံနေနဲ့မြောက်လိုက်မယ်ဆိုရင်ဇံက5ပါးရှိတယ် ဇန်၅ပါးရှိတဲ့အတွက်ကြောင့်မို့၅နှစ်မြောက်လိုက်တော့ရှင်ကားလီအဲ40အကျေဆိုရင်40ရှိမယ်ဒါဆိုစိတ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ဟောလောကီယာ87လောကုတ္တရာက8စိတ်အကျဉ်းက89ပါးရမယ်အကျေဆိုရင်120ပါးရမယ်အဲဒါတော့စိတ်ကိုဘုံနဲ့စပြီးတော့ပြခြင်းဖြစ်တယ်ဒီနေ့တော့ဒီလောက်ပါပါ ားလုံးသောတက္ကသိုလ်မှအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပေးရန်ခင်ကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ